ျွန်တော်အခုအသက်33နှစ်ရှိပြီပေါ့နော်စက်တက်ထဲမှာကျွန်တော်10နှစ်ကျော်ပေါ့နော်73နှစ်နီးပါးကျွန်တော်လေပတ်ခဲ့ရပါ73နှစ်နီးပါးကျွန်တော်နေခဲ့တယ်ပြီးတော့2021မှာဒီဘက်ကိုစပြီးတော့ဟိုဒီဘက်ဆိုတာထက်ပေါ့နော်အမှန်တရားဘက်ကိုစပြီးတော့ရက်ဖြစ်တယ်အတိကိုတိထားတဲ့အတိမြင်နေပွင့်လင်းလာတဲ့ခစ်ကြီးရဲ့မှာဒါဟာမှားလားမှန်လား အဲဒါကိုကျွန်တော်ဝေဖန်ပိုင်းခြားပြီးတော့ဆုံးဖြတ်နိုင်စံကျွန်တော်မှရှိတဲ့အတွက်အမှန်ဘက်ကိုစောစောစီးပဲရက်လာပစ်ခဲ့တယ်ရက်ဖြစ်ပြီးတော့2021မှာစက်တတရထွက်တဲ့ CDN ဝင်တယ်ပြီးတော့အာတော်လန်ရေးမှာကျွန်တော်တက်နိုင်သမျှပေါ့နော်အာဟာရသီးသီးလေးတစ်ခုအနေနဲ့ကျွန်တော်အမြင်တမ်းလို့လို့ပါဝင်ပြီးတော့စောင်ရွက်ဖြစ်တယ်ပေါ့နော်အဲ့တော့အားလုံးတချို့တွေရောပြောကြတယ်အရင်တော့ပုံစံနဲ့ဒင်းထောင်လုံးဝကွဲပြားသွားတယ်ပေါ့နော်အဟုတ်ပြီဘာလို့ကွဲပြားသွားလဲ ဟိုကျွန်တော်ရဲ့ with with us ရင်ဖူးကစပြောကျွန်တော်ရဲ့သဘင်ပုံစံအကုန်လုံး꿰ပြသွားတယ်အကျွန်တော်တက်တူးထိုးတယ်တက်တူးသုံးခုရှိတယ်အတော်လိုင်းနဲ့ပတ်သက်တဲ့တက်တူးတွေကျွန်တော်ထိုးတယ်အသဘင်ရှိထားတယ်အခုကတော့ငကတ်မတက်ထားဘူးနှစ်ပေါက်လည်းဖောက်ထားတယ်လူငယ်ဆဆန်လည်းနေပြတယ်အော်ဒါမင်းငကိုရဲကလှုပ်ချင်နေတဲ့ပုံစံလားသွားချင်နေတဲ့ပုံစံလားလို့မေးဟုတ်တယ်ငကိုရဲကကျွန်တော်ဒီလိုလူငယ်ဆက်ဆက်လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနေရတာကိုကျွန်တော်သဘောကျတယ်ပြောမယ်ဆို ်အလုပ်ဆရာရှိရလုပ်မယ်သွားဆရာရှိရသွားမယ်စားဆရာရှိရစားမယ်ပေါင်းဆရာရှိရပေါင်းမယ်ပြောဆရာရှိရပြောမယ်ဟုတ်လားဘွားကြီးကိုပေါပေါပါပါပုံစံနဲ့ကျွန်တော်ဖြတ်တန်းခြင်းတယ်ဒါမဲ့လေးလေးနက်နက်ထားပြီးတော့လေတချို့ຢာတွေကိုလှုပ်ဖြစ်တယ်အဒီလူဘွားတတန်းအသက်30ကျော်ဆိုတဲ့ကာလာအတွင်းမှာအာကျွန်တော်လှုပ်ချင်တာတွေဖြစ်ချင်တာတွေအိမ်မက်မက်ခဲ့တာတွေအများကြီးတော့ရှိတယ်အဘုံနေမြန်ကျွန်တော်ကငယ်ငယ်တုန်းကအာကျွန်တော်အားကစားသမားတယောက်ကျွန်တော်ဖြစ်ချင်တယ်ဒါမဲ့ ဒီရက်စီကိုတက်တက်လိုက်ပြီပေါ့နော်ဒီရက်စီကိုတက်လိုက်ပြီအဲ့တော့ဘုရားပြောရရင်ကျွန်တော်ကပညာရေးမှာထူးချွန်တဲ့သူတရားမဟုတ်ပါဘူးအဲ့တော့ဒီရက်စီကိုကျွန်တော်တက်တယ်အကျွန်တော်အိမ်မက်အမတွေကစလွဲသွားတယ်ပေါ့နော်အိမ်အမအိမ်မက်ကအမစလွဲသွားတယ်ဒါပေမဲ့စစ်တပ်တွေရောက်တယ်အုပ်ပြီးငငယ်တုန်းကဟိုဝါလာဖြန့်စကားတွေကြည်ပြီးတော့စစ်တပ်တွေကစစ်သားကြီးတယောက်ဖြစ်ချင်စစ်သားကြီးဆိုတာစစ်ဘူကြီးတယောက်ဖြစ်ချင်တယ်ပေါ့နော်အဒုတိယအိမ်မက်ကအဲ့ဒါဖြစ်နေတာပေါ့နော်အဲ့ဒါဒုတိယအိမ်မက်ကဝင်လာဒါပေမဲ့ကျွန်တော်မြင်ခဲ့တဲ့ပုံစံနဲ့ကျွန်တော်ရဲ့ ဖြစ်ချင်တဲ့အရာတွေကနည်းနည်းလေးမဟုတ်ဘူးတော်တော်ကြီးကိုကွဲပြားနေတာကိုတွေ့ရတယ်။စစ်တပ်တွေကိုရောက်တယ်တရက်စီခက်ခဲတွေအတားအဆီးတွေအများကြီးရှိတယ်။ဒါပေမဲ့ဖျက်ဆီးနိုင်ခဲ့တယ်အရာရှိဖြစ်တယ်စစ်တပ်တွေရဲ့အကြောင်းကိုကောင်းကောင်းသိတာအရာရှိဘဝမှာမှကောင်းကောင်းသိတာပေါ့ကျွန်တော်တို့မြင်နေတဲ့ပုံစံနဲ့မဟုတ်တော့ဘဲနဲ့တခြားဘက်ပုံစံတစ်ခုကိုရောက်နေရပါတော့။ဥပမာအမိတ်နေအာနာတွေတလွဲတွေဖြစ်နေကြတယ်။နောက်ပြီးစီကန်သတ်မှတ်ချက်တွေရဲ့တခြားဘက်ကိုရောက်နေကြတယ်။ကြုံလုံးနေကြတယ်။ဒါတွေအများကြီးကိုတွေ့ရတယ်။ ော်ငါလိုချင်တာဗာလေငါလိုချင်တာဒီဟာမဟုတ်ဘူးဆိုပြီးတော့2014 2015လောက်ထဲကကျွန်တော်စစ်တပ်ကနေပြီးတော့ထွက်ဖို့ဆန္ဒရှိခဲ့တယ်